ရခိုင်မှာတော့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအရှိန်အဟုန်မပြတ်ဆိုးရွားနေပါတယ်။နိုဝင်ဘာလ18ရက်နေ့တရက်တည်းမှာပဲစစ်တွေနဲ့ဒီကြောက်ဖြူမျိုးနယ်တွေကိုလေကြောင်းတိုက်ခိုက်မှု9ကြိမ်အထိလုပ်ခဲ့တယ်လို့အာရခတပ်တော်အေအေကထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေတည်းမှာဆက်တင်ကြောင်းတစ်ကြောင်းကိုဓာတ်ရိုက်ပုံကျဲပြီးတော့အသေးခံ drone နဲ့ပါထပ်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာနိုဝင်ဘာလ18ရက်နေ့ညနေ4နာရီခွဲလောက်မှာ စစ်တွေမျိုးနဲ့ဒီအမြင့်ကျွန်းတဌာနာကို wine trough လေးရင်နဲ့ဘုံအလုံးကြီး60လောက်ကျဲခဲ့ပါတယ်။ဒါအပြင်ကြောက်ဖြူမျိုးနယ်ကအာကြောက်ကလေးမင်းရက်နဲ့လိတ်တဲစတဲ့ရွာတွေကိုလည်းအဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်လိတ်တင်ရွာဆက်တင်ချောင်းကိုနေ့လယ်ပိုင်းမှာလေချောင်းကနေဘုံကျဲခဲ့ပြီးတော့မိနစ်ပိုင်းအကြာလောက်မှာတော့အသေးခံ drone တစ်စီးနဲ့ပါထပ်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ကျောင်းသူကျောင်းသားတွေကိုတော့အချိန်မီပြောင်းရွှေ့နိုင်ခဲ့လို့အာလူအသေးပြောင်းမရှိခဲ့ပေမဲ့ဆက်တင်ချောင်းဆောင်အဆောက်အုံကတော့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ဒါ့အပြင်အာဇင်ချောင်းကန်းချီကစစ်တင်ပေါ်နစည်းပေါ်ကနေလည်းလက်နက်ကြီးတွေနဲ့မင်းရက်နဲ့အာတန်ချောင်းရွာတွေကိုထပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီ ဖြစ်စဉ်မတိုင်ခင်နိုဝင်ဘာလ15ရက်နေ့တုန်းကဆိုရင်လေဒီရသေတောင်မြို့နယ်ထဲကအာဘာထလီနဲ့နွားတင်ကုတ်ရွာတွေကိုလီရင်နဲ့ဘုံကျဲခဲ့လို့အရတား9ရောက်တိတ်ဆုံးခဲ့ပြီးတော့6ရောက်ဒဏ်ရာရခဲ့ပါသေးတယ်စစ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင်ကြောက်ဖြူမြို့ကအရတားတွေရဲ့ရွာတွေကိုလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရံကိုအထူးသတိထားကြဖို့အေအေကသတိပေးထားပါတယ်